အခုလက်ရှိဖြစ်ပေါ်နေတဲ့ American နိုင်ငံရဲ့နိုင်ငံရေးနဲ့စီးပွားရေးအပြင်ကမ္ဘာနိုင်ငံရေးပြဿနာတွေကြောင့်လူတော်များများစိတ်ဝင်စားနေကြတာ US ဒေါ်လာရဲ့အရေးပါမှုဟာကမ္ဘာပေါ်မှာကျဆင်းသွားပြီလားဆိုတာပါနိုင်ငံတကာမှာလည်းကုန်သွယ်မှုတွေပြုလုပ်တဲ့အခါမှာအရင်တော့ဆိုရင် US ဒေါ်လာတစ်မျိုးတည်းကိုသုံးတာအနေမှာခုနောက်ပိုင်းမှာတခြားနိုင်ငံငွေကြေးတွေကိုလည်းပြောင်းလဲပြီးသုံးလာတာတွေတွေ့ရတဲ့အတွက် US ဒေါ်လာရဲ့တန်ဖိုးကကျဆင်းသွားပြီလားဆိုတာကိုအားလုံးကသိချင်နေကြတယ် ဒီလိုမျိုးသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အမေရိကန်နိုင်ငံရဲ့ရေရှည်မှာဘာတွေဖြစ်သွားနိုင်လဲကမ္ဘာစီးပွားရေးမှာရောဘယ်လိုမျိုးတက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာရှင်းပြပေးသွားမှာပါအဲ့ဒီအပြင်အခုလိုမျိုး US ဒေါ်လာက ဘာကြောင့်ဒီ reserve currency ကနေမှနေရာတစ်ဖြည်းဖြည်းနဲ့ရောလာတယ်လဲဆိုတာကိုလည်းသူ့ရဲ့အကြောင်းရင်းတွေကိုဒီနေ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုရဲ့အဆုံးကျလို့ရှင်တော့ခုလိုမျိုးဖြစ်တဲ့အချိန်မှာအပြောင်းလဲတွေရမ်းများနေတဲ့အချိန်မှာကျမတို့လိုမျိုး US မှာနေတဲ့သူတွေအနေနဲ့ကကိုယ့်ကိုယ်ကိုဘယ်လိုမျိုးကာကွယ်သင့်လဲကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုတန်ဖိုးကြမသွားအောင်ဘယ်လိုမျိုးကာကွယ်သင့်လဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ မင်္ဂလာပါကျမနာမည်ဝင်းမြတ်သူပါကျမကအခုလက်ရှိအမေရိကန်နိုင်ငံမှာနေပြီးတော့အင်ချမ်မြင်းနဲ့ mortgage အကျိုးဆောင်လုပ်ငန်းကိုလုပ်ကင်ပါတယ်အမေရိကန်တနိုင်ငံလုံးမှာအင်ရောင်းဝယ် mortgage လုံးနဲ့ပတ်သက်လာရင်ကျမနဲ့ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်ခုကျမရဲ့ YouTube channel နဲ့ Facebook page ကနေမှလည်းမြန်မာ community အတွက်အသုံးဝင်မဲ့အင်ချမ်မြင်းစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှု information တွေကိုအချိန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျမရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုရင်လုပ်ထားဖို့တိုက်တွန်းလိုက်ပါတယ် ။အခုလက်ရှိ American သမ္မတ Trump ရဲ့လက်ထက်မှာနိုင်ငံရေး policy အပြောင်းအလဲတွေကြောင့်နိုင်ငံတကာက US အပေါ်မှာ American dollar အပေါ်မှာအယုံကြည်တွေပိုပြီးတော့နည်းလာကြတယ်။ကုန်သွမှုနဲ့ပတ်သက်ပြီးတော့လည်းသူ့ရဲ့ဥပဒေတွေကဒီနေ့တမျိုးနောက်နေ့တမျိုးအများနဲ့အပြောင်းအလဲတွေဖြစ်နေတယ်။အဲဒါကြောင့်မလို့နိုင်ငံတော်တော်များများက American ပေါ်မှာအရင်လိုမျိုးအရင်အလောက်ယုံကြည်မှုတွေမရှိတော့ဘူး။အခုချိန်ထိတော့ US dollar ကကမ္ဘာ reserve currency အဖြစ်ရှိနေတော့မယ်ဆိုပေမဲ့ သူ့ရဲ့ share ကတဖြည်းဖြည်းနဲ့ကျလာလိုက်တာ2016ခုနှစ်ကလေးပါအခုလိုမျိုး US ဒေါ်လာရဲ့ဒီ reserve currency အဆင့်အနေမှာတဖြည်းဖြည်းကျလာတာတခြားငွေကြေးတစ်ခုကသူ့ကိုအစားထိုးလိုက်လို့တော့မဟုတ်ဘူးဒါပေမဲ့နိုင်ငံအများစုက US ဒေါ်လာအပြင်တခြားငွေကြေးတွေဖြစ်တဲ့ Chinese RMB တို့ Japanese Yen တို့ British Pound Canadian Dollar Australian Dollar Swiss Franc စရှိတဲ့တခြားနိုင်ငံအများကြီးက currency တွေကိုသူတို့ကတွဲပြီးတော့သုံးလာကြတာကြောင့်ပါအဲ့တော့အခုပထမဦးဆုံးအနေနဲ့ဘာကြောင့် US ဒေါ်လာအခုလိုမျိုးအန်ရရှိတဲ့နေရာကိုရောက်သွားတာလဲဆိုတာကိုကျမတို့အာဆွေးနွေးကြမယ်ပထမဆုံးချက်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ currency market ပေါ့နော်ငွေကြေး market မှာလူတွေရဲ့ယုံကြည်မှုကအရေးကြီးဆုံးပဲသူတို့ကနိုင်ငံကိုယုံကြည်တယ်သူ့ရဲ့ငွေကြေးခိုင်မာမှုကိုယုံကြည်တယ်သူ့ရဲ့ စီးပွားရေးအင်အားစစ်အင်အားကိုယုံကြည်ရဆိုလို့ရှိရင်သူ့ရဲ့ငွေကြေးရဲ့တန်ဖိုးကလည်းအလိုလိုတက်တယ်အခုဒီမကြသေးခင်အာလပိုင်းနေနှစ်ပိုင်းနေအတွင်းမှာဆိုလို့ရှိရင်ဒီတော်တော်များများ US ဒေါ်လာအပေါ်မှာယုံကြည်မှုတွေလျော့နေသွားကြတယ်အခု President Trump ရဲ့လက်ထက်မှာကုန်သွယ်ခွန်နေပြန်လည်ကောက်ခံမယ်ဒီ tariff ပြဿနာတွေကြောင့်ပေါ့နိုင်ငံတကာမှာဒေါ်လာရဲ့ခိုင်မာမှုကိုပြန်လည်ပြီးတော့သုံးသပ်လာကြတယ် US ဒေါ်လာအရင်လိုခိုင်မာမှုရှိသေးရလားဆိုတာ ਨੇ သူ့ရဲ့ရေရှည်မှာယုံကြည်စိတ်ချရမှုရှိမရှိကိုလည်းတော်တော်များများအစိုးရမှုတွေဖြစ်လာကြတယ်။အဲ့တော့ American Billionaire တစ်ထည်ကြီးလည်းဖြစ်တယ်။ပြီးတော့ကမ္ဘာပေါ်မှာအကြီးဆုံး hedge fund Bridgewater co-founder လေးဖြစ်တဲ့ Ray Dalio ကဒီအခြေအနေကိုဘယ်လိုမျိုးရှင်းပြထားလဲဆိုလို့ရှိရင်လူတွေအားတဲ့ဒီ reserve currency အပေါ်မှာယုံကြည်မှုတွေနည်းလာတဲ့အခါမှာအဲ့ဒီ currency ကအရန်ကိုဟိုအနေရရှိသွားတယ်ပေါ့နော်အဲ့ခါကျရင်တို့ကဒီ reserve currency ကိုအရင်လိုမျိုးဆက်လက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေမပြုတ်တော့ဘဲနဲ့တို့မှာရှိတဲ့ဒီ reserve currency လိုတော့မှ ထုတ်ပြီးရောင်းကြတယ်အရင်တော့ဆိုလို့ရှိရင်အာနိုင်ငံတကာမှာ အမေရိကန်နိုင်ငံကမဟာမိတ်တွေအများကြီးထားတယ်ပြီးတော့အော့ဆာအာနာလွှမ်းမိုးမှုတွေကပိုပြီးများခဲ့တယ်ပေါ့အခုဆိုလို့ရှင်တော့အရင်နဲ့မတူတော့ဘဲနဲ့နိုင်ငံတကာဆက်ဆံရေးတွေမှာလည်းတင်းမာလာတယ်မဟာမိတ်တွေနဲ့လည်းမိပြရတယ်အဲ့ဒါကြောင့်မလို့နိုင်ငံတကာအစိုးရကဒီ US အစိုးရပေါ်မှာယုံကြည်မှုတွေလျှော့နေလာတာနဲ့အမျှသူတို့ရဲ့ဒီဒေါ်လာအပေါ်မှာထားတဲ့သဘောထားတွေကလည်းပြောင်းလဲလာတယ်။ခုလိုမျိုးခံပန်းအခက်တဲ့ပြီးတော့အပြောင်းလဲတွေမြန်တဲ့ဥပဒေတွေ ရှိနေတယ်ဆိုလို့ရှိရင်ဘာကြောင့်ဒီဒေါ်လာကိုငါတို့ကမိခိုနေကြမှာလဲဆိုတာမျိုးတွေးလာကြတယ် US ရဲ့ American နိုင်ငံရဲ့ဒီဥပဒေတွေအပေါ်မှာပြီးတော့ဒီ politics အပေါ်မှာယုံကြည်မှုတွေနဲတထက်နဲလာရဆိုလို့ရှိရင်သူတို့စိတ်ထဲမှာပို့ပြီးတော့ခိုင်းပါတယ်ပို့ပြီးတော့တည်ငြိမ်တဲ့ဥပဒေတွေရှိတဲ့နိုင်ငံကငွေကြေးကိုအစားထိုးပြီးတော့ပြောင်းလဲရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ကြတာပါဒုတိယအချက်ကကြတော့ American မှာအခုဖြစ်ပေါ်နေတဲ့အကျွေးပြဿနာပါ US government ရဲ့ဒီနိုင်ငံရေးဥပဒေတွေပေါ်မှာမယုံကြည်သလိုမျိုး သူ့ရဲ့ငွေကြေး policy တွေအပေါ်မှာလည်းယုံကြည်မှုတွေကနည်းလာကြတယ်။အစိုးရကသူ့ရဲ့အသုံးစရိတ်ကိုမချွေတာနိုင်တဲ့အတွက်နိုင်ငံမှာအခုဆိုရင်အကျွေးတွေကအဆမတန်များပြားလာတာတွေပြီးတော့ငွေကြေးအလွဲသုံးစားလုပ်မှုတွေဒေါ်လာတွေကို trillion နဲ့ချီပြီးတော့ရိုက်ထုတ်တာတွေကြောင့် US ဒေါ်လာကိုနိုင်ငံတကာကယုံကြည်မှုတွေတစားတစားပူပြီးတော့နှဲသွားရတာပါ။ ီအချက်ကိုဒီ radar လေးကဘယ်လိုမျိုးရှင်းပြခဲ့လဲဆိုလို့ရှိရင်အခုချိန်မှာ US ကတော်တော်လေးကို tipping point ကိုရောက်နေပြီပေါ့သူ့ရဲ့ဒီနိုင်ငံရဲ့အကျွေးတွေကစုစုပေါင်း GDP ရဲ့122ရာခိုင်နှုန်းအထိအရေးများတဲ့အကျွေးတွေကမြင့်တက်လာတယ်ဆိုရင်ဒီအကျွေးတွေကိုပြန်ဆက်ဖို့နဲ့သူ့ရဲ့ဒီ reserve currency အနေအထားကိုထိန်းထားဖို့ကအနေရရှိတယ်လို့သူကပြောထားတော့အဲ့တော့တချို့တွေက ဒီအကျွေးတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့စိုးရင်ကြတာဘာလဲဆိုတော့အကျွေးတွေတလောက်ညားနေတယ်ဆိုရင်တဲ့ဒီ US government ကဒီအကျွေးတွေကို default လုပ်လိုက်တယ်အဆုံးခံလိုက်တာမျိုးဖြစ်သွားမှာပါအဲ့လိုသားဖြစ်သွားမယ်ဆိုလို့ရှိရင်ဆိုတော့စိုးရင်ပူပန်မှုတစ်ခုတည်းရာနေကိုဒီ US dollar နဲ့ treasury bonds တွေပေါ်မှာယုံကြည်မှုနည်းလာတာလည်းဖြစ်ပါတယ်တကယ်လို့က US government ကဒီသူ့ရဲ့များပြားလာတဲ့အကျွေးတွေကိုပြန်ပြီးမဆက်နိုင်ဘူးဆိုလို့ရှိရင်သူကဘာထပ်လုပ်မလဲ ဒေါ်လာတွေကိုထပ်ပြီးရိုက်ထုတ်မယ်ဒါဆိုရင်နိုင်ငံအတွင်းမှာငွေကြေးဖောင်းပွားမှုတွေဖြစ်ပြီးတော့ငွေကြေးတန်ဖိုးကလည်းထပ်ပြီးတော့ကျလာနိုင်တယ်ဒါဆိုရင်ဒီငွေကြေးအပေါ်မှာယုံကြည်ပြီးတော့အာထိထားတဲ့ invest ဆုပ်ထားတဲ့တခြားနိုင်ငံတွေအတွက်လည်းဒါအနေနဲ့ရှိလာတယ်လို့ပြောလို့ရတယ်။နောက်တစ်ချက်ကကြတော့ Trump ရဲ့အခုလက်ရှိဒီနိုင်ငံတကာကုံသွယ်မှုဥပဒေတွေပါ ကောင်းသွယ်မှုဥပဒေတွေကအရင်တော့ဆိုလို့ရှိရင်ကိုနဲ့အရန်ကိုရင်းနှီးတဲ့စီရေးနိုင်ငံရေးအရာမဟာမိတ်ဖြစ်ခဲ့တဲ့ဒီကနေဒါတို့အာ UK တို့ EU countries တွေနဲ့ပါဆက်ဆံရေးတွေအကုန်လုံးကတင်းမာလာကြတယ်။အဲဒါကြောင့်မလို့တကယ်လို့ဒါဒီကုံသွယ်မှုအခွင့်အရေးဒါတကယ်ဖြစ်လာမယ်ဆိုလို့ရှိရင်နိုင်ငံတကာ American နဲ့ဆက်ဆံပြီးတော့သူတို့ကုံသွယ်မှုတွေပြုလုပ်တဲ့အခါမှာနည်းလာကြမယ်။အခုလိုမျိုး ဒေါ်လာတန်ဖိုးကလည်းကျတဲ့အချိန်မှာဒီ tariff ကုန်သွယ်ခွန်ပြဿနာတွေနဲ့လည်းအဲ့နှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ပြည်တွင်းမှာကုန်စည်နှုန်းတွေပိုပြီးတော့မြင့်တက်လာမယ်။အဲ့အနီမှာတစင်းငွေကြေးဖောင်းပွားမှုကိုဥတီနေရလို့ပြောလို့လည်းရတယ်။ဆက်လက်ပြီးတော့နောက်တစ်ချက်အနေနဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ဒီ President Trump နဲ့မဟာမိတ်နိုင်ငံတွေအကြားတင်းမာတဲ့ဆက်ဆံရေးတွေပါ ရင်တော့ဆိုရင်အမေရိကန်နိုင်ငံကသူ့ရဲ့မဟာမိတ်နိုင်ငံတွေအပေါ်မှာငွေကြေးနဲ့ဒီစီရေးအကူအညီပေးမှုတွေရှိခဲ့ပေမဲ့အခုဓာရီကိုရပ်တန့်ပြစ်မယ်ဆိုတော့ချိန်ချောက်မှုတွေကြောင့်ဒီမဟာမိတ်နိုင်ငံတွေအနေနဲ့ကလည်းအမေရိကန်ဒေါ်လာအပေါ်မှာမိခိုမှုတွေပိုပြီးတော့နည်းလာတယ်။တခြားနိုင်ငံတွေအနေနဲ့ကဒီအင်အားကြီးတဲ့အမေရိကန်စီကနေငွေကြေးစီရေးအကူအညီတွေနဲ့သူတို့ကိုကာကွယ်ပေးမယ်ဆိုတော့ဒီယုံကြည်ချက်နဲ့အမေရိကန်ဒေါ်လာကိုစုဆောင်းကြတယ်။အခုသူတို့ရဲ့ငွေကြေးထက်တောင်မှ ပို့ပြီးတော့တံမိုးထားတယ်။ဒါပေမဲ့ Trump ရဲ့လက်ထက်မှာစီးပွားရေးပိတ်ဆို့မှုတွေကြောင့်ပြီးတော့ဒေါ်လာကိုသူတို့ကကင်ထားမယ်ဆိုလို့ရှိရင်ကုန်သွယ်မှုတွေမှာအဓိကထားပြီးတော့ဆက်လက်ပြီးသုံးမယ်ဆိုရင်သူတို့အတွက်ကပို့ပြီးတော့တော့မှနင့်နာနိုင်တယ်။အဲ့ဒါကြောင့်မလို့ဒေါ်လာရဲ့ဒီ global reserve currency အဖြစ်အရေးပါမှုအပူပူပြီးတော့အနည်းလာရတာပါနောက်တစ်ချက်ကကြတော့ market reaction ပါ ပုံမှန်ဆိုလို့ရှိရင် stock ဈေးတွေကျတဲ့အခါမှာ investor တွေက US treasury ကိုပြေးပြီးဝယ်တယ်။အဲ့ခါကျရင်ဒီသူ့ရဲ့အတိုးနှုန်းတွေကကျသွားတယ်။အဲ့တော့ဒေါ်လာကပို့ပြီးတော့ strong ဖြစ်လာတယ်ပေါ့နော်ဒါကတာမန် market အခြေအနေမှာဖြစ်တဲ့ပုံစံဒါပေမဲ့အခုဒီတစ်ခါ market crash ဖြစ်တဲ့အချိန်မှာတော့အဲ့လိုမဟုတ်ဘူး stock ဈေးတွေကျတဲ့အချိန်မှာဒီ bond ဈေးတွေကထိုးပြီးတက်တယ်ဘာကြောင့်လဲဆိုတော့ investor တွေက bonds ကိုလည်းသူတို့ရောင်းတဲ့အတွက် သူတို့ incentive ပေးတဲ့အနေနဲ့ bond ရှိတွေကခုန်တက်တယ်။ဒါကြောင့်ကျမတို့ပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်ကဆိုရင်ဒီ mortgage interest rate တွေကတိုးတက်သွားတာကိုတွေ့ရတယ်။အဲ့ဒီအချိန်မှာ bear market ကသွားပြီးတော့တက်လဲဆိုလို့ရှိရင်ရွှေတို့ငွေတို့ဒီ precious metal market ကပို့ပြီးတော့တက်သွားတာကိုတွေ့ရတယ်။ ဒါကဘာလို့ပြောလဲဆိုတော့ investor တွေအနေနဲ့ကဒီ US stock တွေ bonds တွေမှာ invest မလုပ်ခင်းနေသူတို့စိတ်ထဲမှာပို့ပြီးတော့ခိုင်မာရဲလို့ထင်ရတယ်ဒီ precious metal market မှာသွားပြီးတော့ invest လုပ်ကြတော့ပါဒီတစ်ခေါက်ဖြစ်တာဆိုလို့ရှိရင် bonds market က crash ဖြစ်တဲ့သဘောပေါ့နော်အဲ့ဒီဈေးတွေပြုတ်ကြတာ1982ခုနှစ်ခတည်းကနေရှင်းမယ်ဆိုရင်အခုချိန်ကအကြဆုံးလို့ဆိုပြတော့မှသူတို့သတ်မှတ်ကြပါတယ် အခုဒီလက်ရှိအခြေအနေကို radar leo ကဘယ်လိုမျိုး describe လုပ်ထားလဲဆိုလို့ရှင်သူ့ရဲ့ဒီ changing the world order လို့ခေါ်တဲ့စာအုပ်ထဲမှာဆိုရင်နှစ်တရာတိုင်းနှစ်တရာတိုင်းမှာတဲ့ global power shift ဖြစ်တယ်တဲ့ဆိုတော့အင်အားကြီးတဲ့နိုင်ငံတွေအင်အားကြီးတဲ့စီးပွားရေးရာပြိုလဲပြီးတော့သူ့အစားနောက်အစ်တစ်ခုကတက်လာတယ်လို့သူကဆိုထားတာအခု radar leo ရဲ့ပြောတဲ့အရာဆိုလို့ရှင်တော့အခုကျမတို့တွေ့နေရတဲ့ US မှာဖြစ်ပေါ်နေတဲ့အခြေအနေကအဲ့ဒီကပုံစံမျိုးပဲလို့သူကပြောတာပါ အကျွေးတွေအရန်ခေါင်ခိုက်နေတယ်ပြီးတော့လို့ရှိရင် monetary policy ကလည်းအပြောင်းလဲတွေအရန်များပြီးတော့ခိုင်မာမှုမရှိဘူးနောက်ပြီးလို့ရှိရင်ပြည်တွင်းမှာဆိုလို့ရှိရင်လည်းသဘောထားကွဲလဲမှုတွေဖြစ်နေတယ်ပါတီကနှစ်ခု꿰ပြီးတော့တစ်ခုနဲ့တစ်ခုကအရန်ကိုဒါအတိုက်ခံနေများနေတယ်အဲ့လိုမျိုးနိုင်ငံတွင်းမှာနှစ်ချမ်း꿰နေတယ်ဆိုလို့ရှိရင်နိုင်ငံတကာမှာ US ရဲ့ဩဇာအာဏာတွေကလည်းပို့ပြီးတော့ယော့နေလာတယ်လို့ပြောလို့ရတယ် ပြင်ပပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီ America First ဆိုတဲ့ strategy ကြောင့်ဒီနိုင်ငံတကာနဲ့ဆက်ဆံရေးမှာအများကြီးထိခိုက်နစ်နာမှုတွေဆုံးရှုံးမှုတွေဖြစ်စေတယ်။နိုင်ငံတကာနဲ့ဒီမဟာမိတ်တွေမိပြရတယ်။ပြီးတော့ US government နဲ့ American နိုင်ငံအပေါ်မှာလည်းယုံကြည်မှုတွေပို့ပြီးတော့ပြရတယ်။နောက်တစ်ချက်ကအခုလက်ရှိ US ရဲ့အကျွေးကိုအများဆုံးပိုင်ထားတဲ့တရုတ်နိုင်ငံလူမျိုးနိုင်ငံမျိုးနဲ့ တိုက်ရိုက်စီးပွားရေးပြိုင်ဆိုင်မှုတွေစိန်ခေါ်မှုတွေပြုလုပ်ခြင်းဟာအိတ်နေတဲ့ကြားကိုသွားပြီးတော့နှိုးလိုက်တလူမျိုးဖြစ်သွားတယ်။တရုတ်နိုင်ငံအနေနဲ့ကသူဝယ်ထားတဲ့ဒီ treasury bonds တွေကိုချပြီးရောင်းပြမယ်ဆိုလို့ရှိရင်ပြီးတော့သူဝယ်ဖို့စီစဉ်ထားတဲ့ airplane တွေကိုပြီးတော့စစ်ရဲနေရတဲ့လေယာဉ်တွေကိုအဝယ်တွေရပ်ပြမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်လာရဲဆိုရင် US dollar ရဲ့ reserve currency အနေနဲ့ကပိုပြီးတော့တော့မှဆိုးတဲ့အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်။ အမေရိကန်အနေနဲ့ကသူတို့ရဲ့ currency က world reserve currency ဖြစ်နေခြင်းကဒါဒီနိုင်ငံအတွက်ကိုအကျိုးတွေအများကြီးရှိတယ်။ခု US အနေနဲ့သူက borrowing cost တွေကတက်တာတယ်။သူတို့ရဲ့ treasury မှာရင်းနှီးမြှုပ်နှံထားတဲ့သူတွေအများများတဲ့အတွက်ဒီငွေတွေကိုကိုကလွယ်လွယ်ကူကူနဲ့ဒီ borrowing cost ပေါ့နော်အတိုးနည်းနည်းလေးနဲ့ချီးလို့ရတယ်။ပြီးရင်ကိုပြည်တွင်းမှာလည်းကိုထုတ်နိုင်တာထက်ပိုပြီးတော့သုံးစွဲနေရဆိုရင်တော့မှ တကဘာလုံးကကိုယ့်ရဲ့ငွေကြေးကိုအဓိကကုန်သွယ်မှုမှာအသုံးပြုတဲ့အတွက်နိုင်ငံအတွက်ကဘာမှသိပြီးထိခိုက်မှုမရှိဘူး။ဒါပေမဲ့တခြားနိုင်ငံငယ်မြန်မာနိုင်ငံလိုမျိုးမှာပြည်တွင်းထုတ်လုပ်မှုကနေပြီးတော့နိုင်ငံတကာဒီမှာအမြင်နဲ့ဝင်နေရတယ်ဆိုလို့ရှိရင်ဒါ trade deficit ဖြစ်လို့ရှိရင်ရေရှည်မှာမခန့်နိုင်နေမယ်ခုလိုမျိုး US အတွက်ကကြတော့ဘာမှသိပြီးတော့ပြဿနာမရှိဘူးနောက်ပြီးတော့သူကနိုင်ငံတကာမှာလည်းငွေ ငွေကြေးအင်အားတောင့်တင်းနေပြီးလို့ရှိရင်သူ့ရဲ့ geopolitical အရာဆိုလို့ရှိရင်လည်းတခြားနိုင်ငံတွေအပေါ်မှာဩဇာအာဏာရှိတယ်။သူနဲ့မတည့်ဘူး၊သူနဲ့အဆင်မပြေတဲ့နိုင်ငံတွေအပေါ်မှာသူကချက်ချင်း sanction လုပ်လိုက်တာနဲ့အဲ့ဒီနိုင်ငံတစ်ခုအနေနဲ့ကကုံသွယ်မှုတွေမှာအများကြီးထိခိုက်နေတာသွားနိုင်တယ်။အဲ့ဒါကြောင့်မလို့ဒီလိုအကျိုးခံစား권တွေအများကြီးရှိနေတဲ့အတွက် American နိုင်ငံအနေနဲ့ကသူတို့ရဲ့ currency ကို reserve currency အဖြစ်ထားရှိခြင်းကတော်တော်လေးကိုအရေးပါတယ်လို့ပြောလို့ရတယ်။ ။ American dollar ကတော့အခုချိန်ထိကမ္ဘာ reserve currency အဖြစ်ရှိနေတော့မယ်။သူ့ရဲ့အရေးပါအရာရောက်မှုကတော့အရင်ထက်စာရင်တဖြည်းဖြည်းနဲ့ပိုပြီးနည်းလာတယ်။ဒါပေမဲ့အခုလိုမျိုးသား de-dollarization လို့ခေါ်တဲ့ US ဒေါ်လာတခုတည်းကိုသုံးတာမဟုတ်ဘဲနဲ့တခြားငွေကြေးတွေကိုပါအစားထိုးသုံးလာတဲ့ဟာတွေကသာအရှိန်အဟုန်ပိုပြီးမြင့်လာမယ်ဆိုလို့ရှိရင် US အတွက်ကတော့ပိုပြီးတော့အန္တရာယ်ရှိလာတဲ့ အခြေအနေတစ်ခုလို့ပြောလို့ရတယ်။ပြည်တွင်းမှာကုန်စည်နှုန်းတွေပိုပြီးမြင့်လာမယ်။အတိုးနှုန်းတွေပိုပြီးမြင့်လာမယ်။ငွေကြေးဖောင်းပွားမှုတွေဖြစ်ပြီးတော့ငွေကြေးတန်ဖိုးကတဖြည်းဖြည်းနဲ့ပိုပိုပြီးကျဆင်းသွားနိုင်ပါတယ်။အဲ့တော့ US ကသူ့ရဲ့ဒီငွေကြေးခိုင်မာမှုရှိအောင်လို့သူ့ရဲ့ monetary policy တွေပြီးရင်တခြား ဒီ tariff နဲ့ပတ်သက်တဲ့ policy တွေမှာပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်သူရဲ့အကျွေးတွေကို short ချနိုင်ရမယ်ဒါတွေသာမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့ de-dollarization movement ကတဖြည်းဖြည်းနဲ့ရရှိလာမှာပါပဲကဲကျမတို့တွေ US မှာနေတဲ့သူတွေအနေနဲ့ရောပြီးတော့ US ဒေါ်လာကိုသာအားကိုးနေတဲ့သူတွေအနေနဲ့ရောဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါကျရင်ကိုယ့်ကိုယ်ကိုဘယ်လိုမျိုးကာကွယ်ရမလဲ ပထမဆုံးအချက်ကကြတော့ကိုယ့်ရဲ့ investment portfolio ကိုအခုကတည်းကစပြီးတော့ diversify လုပ်ရမယ်။ US dollar တစ်ခုတည်းကိုအားမထားဘဲနဲ့ကိုကိုယ်တိုင်လည်း US dollar အပြင်တခြားခိုင်မာမှုရှိတဲ့ငွေကြေးတွေ different currency တွေမှာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ရတယ်။ နောက်တစ်ခုကကြတော့ဒီ US က stock တခုထဲမှာပဲ investment လုပ်ဖယ်နေတခြားနိုင်ငံတကာ stock တွေမှာ international stock တွေကိုလည်းဝယ်တာမျိုးတွေပြုလုပ်လို့ရတယ်။နောက်တစ်ချက်ကကြတော့ဒီငွေကြေး currency အပြင်ကို invest လုပ်လို့ရတာ precious metal တွေပါ။အဲ့တော့ရွှေတို့ငွေတို့ကိုလည်းဝယ်ပြီးတော့သိမ်းထားလို့ရတယ်။ US မှာနေတဲ့လူတွေအနေနဲ့ကတော့ဒီလက်ဝှေ့ယန္တနာတွေရွှေတုံးလိုက်ကိုဝယ်ပြီးသိမ်းထားတာမျိုးထက်ဆာလို့ရှိရင်ဒီ stock market ထဲမှာပဲ go ETF တို့ saver ETF တို့အလွယ်တကူဝယ်ယူပြီးတော့ရင်းနှီးမြှုပ်နှံလို့ရပါတယ်။နောက်ဆုံးချက်ကကြတော့သူကအရေးကြီးဆုံးပါ။ဘာလဲဆိုတော့ကိုယ့်ရဲ့ knowledge ကိုအမြဲတမ်းတိုးပွားနေအောင်လို့စာရင်းမြတ်ဖတ်ရမယ်။ macro economic နဲ့ပတ်သက်တဲ့ကမ္ဘာအရေးကမ္ဘာစီးပွားရေးနိုင်ငံရေးအစရှိတာတွေကိုအစီအမပြတ်နား ဆွေးနွေးပြီးတော့ကိုကိုကိုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားသင့်ပါတယ် preparation is the best protection နဲ့ကိုကိုကိုကြိုတင်ပြင်ဆင်ထားခြင်းဟာအခုကတည်းကစပြီးတော့ပြင်ဆင်ခြင်းဟာအကောင်းဆုံးကာကွယ်မှုဖြစ်ပါတယ်တဲ့အဲ့ဒါကြောင့်မလို့အခုလိုမျိုး US ဒေါ်လာရဲ့ reserve currency NIA ကနေမှကိုကိုကိုကာကွယ်မှုတွေပြုလုပ်ခြင်းနဲ့ဆိုရင်တော့ကျမရှိမှပြောခဲ့တဲ့အချက်တွေကိုလိုက်နာလှုပ်ဆောင်နိုင်ပါတယ် ။နောက်ပြီးဒီဗီဒီယိုလေးကနေမှကိုအတွက်ဘူးသဒရရဆိုရင်လေကိုဘလို့ထင်လဲဆိုတာကိုလည်းအောက်မှာ comment လေးတွေရေးပေးခဲ့လို့ရပါတယ်။နောက်ဆိုလို့ရှိရင်ကျမရဲ့ channel ကနေဒီထက်ကောင်းတဲ့ဗီဒီယိုတွေကိုတင်နိုင်အောင်လို့တင်တဲ့အခါမှာကြည့်နိုင်အောင်လို့ကျမရဲ့ YouTube channel ကို subscribe လုပ်ရသေးဘူးဆိုရင်လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုကြရင်တွေ့မယ်။